တာကမင်းအောင်လိုင်းအပါဝင်ကိုကိုကြီး ရိုးအုပ်စုကိုပြကျင်တာကမင်းတို့ဒီအတင်တို့ဒီလူကြီးမင်းတို့ဒီတရုတ်နိုင်ငံနဲ့ပေါင်းပြီးမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းကိုဖွင့်မယ်ဆိုတာဘာကိုပြောချင်တာလဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဂျာမနီနိုင်ငံဂျာမနီနိုင်ငံဟာအခုသူတို့စဉ်းစားနေတာအများကြီးရှိတယ်ဂျာမနီနိုင်ငံမှာစစ်ရေးအရဒီဥရောပကိုကာကွယ်ဖို့အတွက် သူတို့ဂျာမန်ပြည်သူတွေလည်းဂျာမန်နိုင်ငံကိုကာကွယ်ဖို့အတွက်မြန်မာနိုင်ငံမှာအတိုင်းစစ်မှုမထမ်းမနေရကိစ္စကိုဂျာမန်နိုင်ငံမှာအကြီးကျယ်ဆွေးနွေးနေကြပြီ။ဘာကြောက်လဲ။တော့ဂျာမန်နိုင်ငံကနီးပညာအရကဘာကြီးနဲ့ကာကွယ်ဖို့စူးစမ်းနေကြတယ်။ဘာကြောက်လဲ။ဂျာမနီနိုင်ငံမှာနှစ်တိုင်းဘီလီယံပေါင်းယာနဲ့ချီပြီးတော့စီးပွားရေးအခွင့်အလမ်းတွေဆုံးရှုံးနေတယ်။ဟက်ကာလုပ်ခံရတာ။နီးပညာအရအနိုင်ကျင့်ခံနေရတာ။ဘာတူလဲ အလုံးလဲညှို့ထိုးနေတာတော့တရုတ်ပဲအဲ့တော့တရုတ်နိုင်ငံရဲ့ဤပညာဤပညာရဟကာလုံးနေတာဂျာမန်နိုင်ငံရဲ့စီးပွားရေးအခွင့်အလမ်းတွေကိုနှောက်ယှက်နေတာတကဘာလုံးကြီးဆိုင်နေရတယ်အခုကျွန်တော်တို့ပြောနေတယ်ကြားဖြတ်လန်ကုန်မှာပေါ့ ဈာပြက်လုပ်ငန်းကတရုတ်နိုင်ငံကလာတာဒါအားလုံးလက်ခံမှထင်ပါတယ်မြန်မာနိုင်ငံမှာဥနာမည်ကြီးတွေတဲ့ဈာပြက်လုပ်ငန်းကတရုတ်နည်းပညာတွေအဲ့ဒီဥသုံးနေတဲ့ကိုကံပဲဖြစ်ဖြစ်ဝါပဲဖြစ်ဖြစ်တရုတ်တွေပဲဖြစ်အဲ့ဒီဒီပညာအားလုံးဒီမြန်မာနိုင်ငံလာတာမဟုတ်ဘူးအရှိတောင်မရှာလာဘူးအဲ့ဒီနီးပညာအဲ့ဒီဟာကာနီးပညာနဲ့တကဘာလုံးကိုဟက်လုပ်နိုင်တဲ့နီးပညာဟာဒီရုပ်ပြရလာတာအဲ့တော့ဒီ ဒီဒီကျွန်တော်ပြောတာဒီငွေကြီးကိစ္စလောက်တော့ဒီလောက်ဆိုတယ်ဆိုရင်အဲ့ဒီနေပညာကနေပြီးတကဘာလုံးမှာရှိတဲ့ကုမ္ပဏီတွေရဲ့ copyright law တွေသူတို့ရဲ့ formula တွေသူတို့ရဲ့ drawing တွေသူတို့ရဲ့လျှို့ဝှက်ချက်တွေကိုတရုတ်နိုင်ငံကရွေချက်ရှိရှိတော့မလဲအဲ့ဒီအဲ့ဒီဒူးစရိုက်သမားများကဒီစင်ခိုးယူနေကြတာပြောချင်တာကတရုတ်ကားနဲ့အမေရိကန်ကားပါကွာလေဘာကြောက်ကွာနဲ့တရုတ်စင်းနဲ့အမေရိကန်စင်းပါကြောက်ကွာလေ အယူရှင်ဆုံးပြောရရင်ကျွန်တော်တို့ကျွန်တော်ချက်တဲ့ဓာန်ပေါက်ထမင်းနဲ့ကြက်ရှာစွန်ဓာန်ပေါက်ထမင်းဘာကြောက်ွာတာလဲဒါရိုးရိုးလေးပဲကြက်ရှာစွန်ရဲ့ formula ကျွန်တော်မသိလို့ပေါ့ကျွန်တော်သူ့လိုချက်တဲ့ရင်ကျွန်တော်လည်းချမ်းသာပြီပေါ့လူတိုင်းဓာန်ပေါက်ချက်တဲ့တယ်ဒါပေမဲ့နာမည်ကြီးနေတဲ့ကြက်ရှာစွန်ဓာန်ပေါက်ကိုမမှီဘူးအဲ့တော့အဲ့ဒီအတိုင်းပဲ တရုတ်နိုင်ငံကသူပစ္စည်းတွေထုတ်လာနိုင်တယ်ဒါပေမဲ့အနောက်နိုင်ငံကဘာလို့တာနေဘာကြောင့်အမေရိကန်စစ်လေရင်တွေကတရုတ်စစ်လေရင်နဲ့တာနေတာလဲဘာကြောင့်အမေရိကန်ရဲ့ဒုံးကျည်ကာကွယ်ဆက်ဒီပညာအဲ့ဒီဒီပညာကိုရဖို့တော့ဘာလုပ်ရမလဲအဲ့ဒီအမေရိကန်ကိုသွားနေတဲ့တတ္တယပါတီဆိုတဲ့အဲ့ဒီကုမ္ပဏီတွေအငယ်လေးတွေကိုသူတို့ကလိုက်ပြီးတော့နီးမျိုးစုံနဲ့အဲစပိုင်လုပ်ပြီးတော့ဒီပညာရယူတာဖော်မြူလာရယူတာဒါပဲအဓိကပါဒါပဲအခုဘာလို့ နောက်ဆုံးအလွယ်ဆုံးဥပမာတစ်ခုပေးရရင်ဘာကြောင့်မြန်မာနိုင်ငံမာလေးစေးထုတ်နေတာပဲဟုတ်တယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံမာလေးစေးထုတ်နေတာပဲဂျိုးကုန်းကနေပြီးတော့ကျွန်တော်တို့လေကာကွယ်ဒီစေးတွေထုတ်နေတာပဲမာကျွန်တော်တို့မာလေးပါရာစီသမောတွေဘာမီတွန်တွေထွက်တာပဲနော်စေးပြားတွေထွက်တာပဲဘာဆိုရင်ကျွန်တော်တို့ဗမာနိုင်ငံကစေးထုတ်တဲ့လူကဘာကြောင့်ကာကွယ်စေးမထုတ်နိုင်တာလဲအနည်းပညာမရှိလို့ပေါ့ မြန်မာနိုင်ငံမှာလည်းကားထုတ်နေတာပဲမာဆာဂျစ်တွေထုတ်နေတာပဲလေးဘေးနေထုတ်နေတာပဲမဟုတ်ဘူးလားနေဝင်လက်ထက်တော့ကလည်းထုတ်တာပဲဘာကြောင့်မမာပီရကားတွေကဒီဘက်နဲ့ကားလို့မကောင်းတာလဲနီးပညာကွာတာပဲဘာကြောင့်အီလွန်မတ်စ်ကကားတွေကမကောင်းနေနီးပညာကွာတာပဲဘာကြောင့် iPhone တို့ iPhone တို့ဒီဒီ Samsung တို့ကပိုကောင်းနီးပညာကွာတာပဲအဲ့တော့အဲ့ဒီနီးပညာကိုခိုးနေတာ ဂျာမန်နိုင်ငံမှာလည်းခံစားနေရတယ်။ဒါကြောင့်ကမ္ဘာကြီးကဒီတရုတ်နိုင်ငံကိုသူတို့ရဲ့ပြိုင်ဘက်သို့မဟုတ်ရန်သူလို့သတ်မှတ်နေတာကျွန်တော်တို့မြန်မာနိုင်ငံမှာကကျွန်တော်တို့မြန်မာနိုင်ငံရေးကိုဝင်ဆွတ်နေလို့မြန်မာနိုင်ငံကိုလွှမ်းမိုးဖို့စူးစမ်းနေလို့အခုလာရှုကိစ္စမှာဗလိုင်းကြီးဝင်ဆွတ်နေတာလို့ဟိုမြန်မာနိုင်ငံမှာအခက်အဆက်ဆက်ကမြန်မာနိုင်ငံတော်ကိုတော်လှန်နေတဲ့ဒီ လူတွေကိုလက်နက်ထုတ်ပေးနေတဲ့ community တွေကိုအားပေးအားမြောက်ပြုပြီးတော့မြန်မာနိုင်ငံကိုပုံကန်ခိုင်းနေပြီးတော့မြန်မာနယ်စပ်တွေကိုယူနေတာလို့ဒါကျွန်တော်တို့ကလက်တွေ့သိတာဒါပေမဲ့တရုတ်နိုင်ငံနဲ့နယ်စပ်တွေဝေးကြီးရှိတဲ့ဥရောပတွေအမေရိကန်တွေဘာကြောင့်တရုတ်နိုင်ငံကိုထည့်ပြောနေအဲ့ဒါမျိုးတွေတို့အနောက်ကိုရနေလုတ်နေတာတို့မှာအထောက်ထားတွေရှိနေလို့တို့ခံနေရလို့ဒါပေမဲ့ဘလုံးမလည်းအေးအေးယူလို့မရဘူးအဲ့တော့တို့တွေက တို့ကိုတို့ကာကွယ်ဖို့အတွက်노ထဖို့စူးစမ်းနေရပြီတို့တို့ကာကွယ်ဖို့အတွက်တို့အကာအကွယ်တွေလုပ်နေရပြီစူးစမ်းနေကြရပြီအဲ့တော့အဲ့အမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကမ္ဘာကြီးကတရုတ်နိုင်ငံကိုထည့်ပြောင်းနေတာရုရှားကလည်းလုပ်နေတာပဲဒါပေမဲ့ရုရှားကကြတော့သူကစစ်ရေးတွေနဲ့ဒီပူတင်ရဲ့စဉ်းစားပုံကတလွဲဖြစ်နေပြီးတော့တရုတ်နိုင်ငံရဲ့စဉ်းစားပုံကနောက်တစ်မျိုးဖြစ်နေတာအဲ့တော့ ဥရောပကကုမ္ပဏီအဟောင်းတွေကိုဟိုဒီဒီ global market ရပေါ့နော်မာဒီ capitalization ရသူတို့လာဝယ်တယ်အရှုံးခံပြီးသူတို့ဝယ်တယ်ပြီးတော့အဲ့ဒီနီးပညာကိုသူတို့နိုင်ငံပြန်သေးသွားတာပြီးတော့ကုမ္ပဏီပိတ်လိုက်တယ်လင်း90နဲ့ကြာရင်အဲ့ဒီပညာနဲ့အဲ့ဒီပစ္စည်းကိုတရုတ်နိုင်ငံကပြန်သပြန်ထုတ်တာပြောချင်တာကဒီကုမ္ပဏီကိုဝယ်လိုက်ရင်ဒီကုမ္ပဏီရဲ့စာရွက်စာတမ်းတွေ copyright law တွေ formula တွေအကုန်သူရမှာအဲ့ဒါကိုသူတို့လိုချင်တာအဲ့တော့ သူများကိုအုံနှုတ်ဖောက်စားတာပေါ့ဒါပေမဲ့ဖန်ဖန်ကန်ကန်အမေရိကန်လို့သလိုဒီမိုကရေစီနိုင်ငံလို့သလိုတန်ရာတန်ကြီးပြီးပြီးလှုပ်စားတာမဟုတ်ပဲအောက်အောက်ခြေကနေလိုက်ပြီးတော့နှိုက်နေတာပေါ့အဲ့ဒီအန်ဒီရကကဘာကြီးမှာတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းကြီးလာတာပြောချင်တာကလမ်းမှန်ကမ်းမှန်နဲ့ဒီထွေနိုင်တာကတတ်တတ်ပေါ့ဒါကဘသူဘူးဆိုအားပေးတယ်ဒါသူတော်လို့သူလုံနိုင်တာအခုပဲကြည့် မြန်မာနိုင်ငံရဲ့မြေရှားတပ်တုမြေရှားတပ်တုတွေကိုမြန်မာနိုင်ငံကို တခိုးစေးနဲ့ဒီတိုင်းသားတွေကိုလက်နဲ့မြောက်ပိုင်ပြီးတော့စစ်ကောင်စီကိုတိုက်ခိုင်းမြန်မာပြည်မှာပဋိပက္ခဝင်ဆွတ်ပြီးတော့အဲ့ဒီမြေကြီးတွေကိုကားအစည်းလိုက်အစည်းလိုက်ပြောချင်တာကမြန်မာနိုင်ငံမှာပဲစက်ရုံတိဆောက်ဗျာမြန်မာနိုင်ငံမှာလုပ်ရင်မြန်မာနိုင်ငံအကျိုးမြတ်ရမှာလေအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ကားအစည်းလိုက်စီးလိုက်ဒီနေဆက်ကနေပြန်သေးပြီးသူ့နိုင်ငံကပဲထွက်တယ်လို့လို့နဲ့ကဘာကြီးကိုတန့်စင်ပြီးပြန်ရောင်းစားနေတယ်မယိုးသားမှုတွေကကျွန်တော်တို့တွေ့နေရတယ် ပြောချင်တာကမြန်မာနိုင်ငံရဲ့ဒီဒီဘုရောက်စင်းဆိုတာကြီးကိုအကြောင်းပြပြီးတော့ဒီတိုင်းသားတွေကိုလည်းလက်နဲ့ထုတ်ပြီးစစ်ကောင်စီကိုလည်းလက်နဲ့ထုတ်ပြီးပြီးတော့နှစ်ဖက်တိုက်ခိုင်းပြီးသူကအကုန်ယူသွားတယ်တချို့ပြောတဲ့ဇကားသလိုပဲအဲ့ဒီရခိုင်ပြည်ပခတ်မှာဒဝင်းစာကိစ္စကလည်းအဲ့ဒီသားမှာအဲ့ဒီမြေရှားသတ္တုတွေထွက်တာဖြစ်တဲ့အတွက်အဲ့ဒါကိုလိုချင်တော့စစ်ကောင်စီကိုပျောက်ပေးပြီးတော့ထလုတ်တယ်ပြောချင်တာကရခိုင်နဲ့ရခိုင်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေကိုရန်တိုက်တယ်အဲ့တော့ ငကိုတဲကရန်ညိုးရှိတယ်ငကိုတဲကရန်ညိုးရှိတဲ့လူတွေကအခုမနေ့ကကျွန်တော်ရှင်းပြသလိုပေါ့အီရန်နဲ့ဆော်ဒီကငကိုတဲရန်ညိုးရှိတယ်အဲရန်ညိုးရှိတာကိုဘသူကဝင်သွေးထုတ်ခွဲထက်လိုက်လေအစ်အဒီအစ္စရေးနိုင်ငံနတန်ယာဟုကဝင်သွေးခွဲလိုက်တဲ့အခါမှာဖြစ်တယ်လို့ပဲနဂိုတွေကရန်ညိုးရှိနေတဲ့ဒီရခိုင်နဲ့ရခိုင်မှာရှိနေတဲ့ဒီအစ္စလမ်ဘာသာဝင်တွေလို့သူတို့ကသူတို့ရိုဟင်ဂျာလို့ပြောနေကြတဲ့သူများရဲ့ဒီရန်ညိုးတွေကနေပြီးတော့ဝင်လုစားသွားတာ ဝင်လှုပ်ရှားပြီးတော့အဓိကအဲ့နေမျိုးကိုမောင်းထုတ်ပြီးတော့စစ်ကောင်စီလက်ထဲကိုထဲမယ်စစ်ကောင်စီအားတစ်ဆင့်မှာတို့ကအကုန်ယူမယ်တို့ကစာချုပ်ချုပ်မယ်အဲ့နေမျိုးကနေမြေကြီးတွေယူမယ်ဝရင်းတွေယူမယ်အဲ့ဒါမျိုးနဲ့မြန်မာနိုင်ငံမှာမိစားတွေလိုက်မွေးတာအခုကျွန်တော်ပြောသလိုပဲအင်္ဂလိပ်ကတကဘာလုံးမှာမိစားတွေထားခဲ့သလိုပေါ့အခုကြည့်ဒီအာကက်ရှမီးယားကိစ္စဘရော့မဖြည့်ရှင်းလို့ပြီးမဲ့ကိစ္စမဟုတ်ဘူးဒါမိစထားတာလားလူမျိုးတစ်မျိုးတည်းကိုနှစ်ခုခွဲပလိုက်တယ်နှစ်နိုင်ငံခွဲပလိုက်တယ် အနနိုင်ငံခွဲပြီးတော့ရန်တိုက်ပြီးတော့အိနိုင်ငံနိုင်ငံယာသပံများသေတဲ့အထိတို့တာသဘောထားမကြီးကြဘူးဆိုရင်အဲ့ဒီအိန္ဒိယနဲ့ပါကစ္စတန်ကသေတဲ့အထိစစ်တိုက်ရတော့မှာကဘာကြီးပြတ်တဲ့အထိတို့စစ်တိုက်ရတော့မှာဘာလို့နှစ်နိုင်ငံလုံးကအဲ့ဒီကက်ရှမီးယားကိုအကြောင်းတည်ပြီးအမျိုးသားရေးဘာရေးညာရေးတွေနဲ့အခုလည်းဒီမှာပဲဘရက်စစ်ကိုထွက်ဖို့ကိစ္စကဒီ fishing right ဆိုတဲ့အဟာကြီးတစ်ခုနဲ့ဒီငါးဖန်းခွင့်ဗျာဒီငါးဖန်းခွင့်တစ်ခုနဲ့ပွဲခံပလိုက်တာเนาะတခြားဟာတွေလည်းရှိသေးတယ်ဒါပေမဲ့အဲ့ဒါမမှန်ဘူးလို့ဆိုမှန်တယ်ဒါပေမဲ့ တစ်ခုလိုချင်ရင်တစ်ခုရှော့ပေးရတာလေအဲ့တော့ကိုရအရာရာအသာလို့ပဲရမလဲသူများနိုင်ငံမှာဈေးသရောင်းချင်ရင်သူများနိုင်ငံဥပဒေရောလို့အဲ့လိုတိုင်းပဲကိုကိုတိုင်းလဲအမေရိကန်ကစက်သားတွေကိုမှမဝယ်မစားဘူးဘာလို့အမေရိကန်ကကိုရိုရင်းလောက်ထားတာကိုတို့ကကျွန်တော်တို့ကလက်မခံဘူးအဲ့ဒါမျိုးပေါ့အပြန်လန်အပြန်လန်နှိမ့်နိုင်ကြရတာရှိတယ်အဲ့ဒီတိုင်းပဲတရုတ်နိုင်ငံကမြန်မာနိုင်ငံမှာမီးစားတွေလိုက်ထည့်တာမြန်မာနိုင်ငံမတီမငြိမ်ဖြစ်ဖို့လုပ်နေတာကအဓိကသည်တရုတ်နိုင်ငံပဲ။ မြန်မာနိုင်ငံမှာရိုဂျာရခိုင်မှာလည်းမိစားထည့်ပလိုက်တယ်။ကြောက်ဖြူမှာမိစားထည့်လိုက်တယ်။ပြီးတော့ community ဆိုပြီးတော့အဲ community တွေနဲ့မိစားရစားထည့်လိုက်တယ်။အဲရနေမှာတစ်ဆင့်အခုဆိုရင် one back one row ဆိုတာကြီးနဲ့မိစားတစားထားထည့်တယ်။ပြီးမှတစ်ခါတရုတ်လုပ်ငန်းရှင်တွေအားလုံးကိုမြန်မာနိုင်ငံကကိုတာလာရပြီးတော့မြန်မာနိုင်ငံဆေးရတဲ့အတွက်အမေရိကန်နိုင်ငံတို့ဥရောပတို့ကပေးထားတဲ့ကုန်သွယ်ကုန်သွယ်ရေးလွတ်လပ်ခွင့်ပေါ့မြန်မာနိုင်ငံရမယ့်အခွင့်အရေးကိုလာပြီးတော့မြန်မာနိုင်ငံကိုစားဗိုလ်ချုပ်တွေ ခရိုနီနေနဲ့လက်မှတ်ထိုးပြီးတော့တယောက်တော့ share လုပ်ပြီးသေယုတ်တေယုတ်လုပ်ငန်းတွေဝင်လာပြီးတော့မြန်မာနိုင်ငံတွေအမျက်လာထုတ်တယ်။ပြီးမှအဲ့လိုအမျက်ထုတ်တာကနေအမျက်ထုတ်လာပြီးတော့ကျွန်တော်တို့ rule based order နဲ့ဒါဒီအားလုံးပြန်လုပ်မဲ့ခါကျတော့သူတို့ရဲ့အချိုးစည်းပွားတွေငကိုတဲကသူတို့ကအချိုးစည်းပွားပဲကြီးတဲ့ခါကျတော့သူတို့အချိုးစည်းပွားကိုမရနိုင်တော့ဘူးပြောချင်တာကထိန်းချုပ်လို့မရဘူးဆိုတော့မင်းအောင်လိုင်ကိုအာဏာပြန်သိမ်းခိုင်းတယ်။ပြောချင်တာကမြန်မာနိုင်ငံပြည်သူတွေကိုဒုက္ခရောက်အောင်မြန်မာနိုင်ငံဒီနေ့ဘုံကျဲခံနေရတာ ဒီနေ့မြန်မာနိုင်ငံဒုက္ခရောက်နေတာဒီနေ့မြန်မာနိုင်ငံဆင်းရဲမွဲတေမှုရောက်နေတာအားလုံးဒီပြုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုတွေအများကြီးပါတယ်။ဘာကြောင့်လဲ?သူတို့ဒီသူတို့အကျိုးစီးပွားကိုပဲကြည့်တယ်။တရုတ်နိုင်ငံဒီကျင်းဝတ်ကိုလေးစားလိုက်နာတယ်။မြန်မာနိုင်ငံရဲ့ပြည်သူတွေရဲ့အကျိုးစီးပွားရှိတယ်ဆိုရင်မြန်မာနိုင်ငံကမြေရှားသတ္တုတွေလာမခိုးဘူး။ပြောကြည့်တာမြန်မာနိုင်ငံမှာ စစ်တိုက်နေတဲ့တိုင်းရင်းသားတွေကိုလည်းမြောက်မပေးမြောက်ပေးပြီးတော့ဒီနေကြီးတွေလာမอยู่ဘူးဒါအလုံးအတန်ရှားပါတဲ့ကိစ္စအခုပဲကြည့်ကချင်ကနေပြီးတော့နေစပိတ်လိုက်တယ်ပန်ဝါကိုရပြီတဲ့အချိန်မှာနော်အဲ့ဒီအချိန်မှာသူကချင်ကိုမရရအောင်ပပြန့်ကြီးတယ်ဟိုဘက်ကနေဖိအားပေးပြီးတော့သူကမြေရှားတတ်တူကိုပြန်လိုချင်တာအဲ့တော့အဲ့ဒါကမြန်မာနိုင်ငံမှာဖြစ်နေတဲ့အဓိကပဋိပက္ခပဲအဲ့လိုမျိုးပဋိပက္ခကတကဘာလုံးဖြစ်နေတာ တကဘာမျိုးဖြစ်နေတာအဲ့တော့ကျွန်တော်ကထုတ်ပြချင်တာကမင်းအွန်လိုင်းအပါဝင်ကိုကိုကြီးတို့အုပ်စုကိုပြချင်တာကမင်းတို့ဒီအတင်တို့ဒီလူကြီးမင်းတို့ဒီတရုတ်နိုင်ငံနဲ့ပေါင်းပြီးမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းကို ဖွင့်မယ်ဆိုတာဘာကိုပြောချင်တာလဲတရုတ်နိုင်ငံအခုမြန်မာနိုင်ငံကနေမတရားလုပ်နေတဲ့ကိစ္စကိုထုတ်ပေါ်နိုင်တယ်လည်းမရှိဘူးတားဆီးနိုင်တယ်လည်းမရှိဘဲနဲ့တရုတ်နိုင်ငံပေးတာကျွေးတာကိုစားပြီးမြန်မာနိုင်ငံကိုတရုတ်နိုင်ငံလက်ထက်ကိုထိုးရောက်မှုပဲရှိတာ သင်တို့လုပ်နေတဲ့လုပ်ရက်ကကဘာမမတော်ပြုတ်နိုင်ငံရဲ့ဒီလိုမတရားလုပ်မှုတွေဒါတော့သူတို့ ਨੇ အိန္ဒိနာချင်းမဟုတ်တော့အဝေးကြီးအဝေးကြီးကိုသူတို့ဘာနဲ့လုပ်လဲကြားပြန့်လို့ ਨੇ ဒီပညာနဲ့လုပ်တယ်ကြားပြန့်လို့ဤပညာနဲ့လုပ်တယ်ပြီးတော့အမေရိကန်နိုင်ငံရဲ့ပြည်သူတွေကိုဒီကိုကန့်တွေကိုမြှောက်ပေးပြီးတော့ဒီ BGF ဆိုတဲ့စောချစ်သူတို့ကိုမြှောက်ပေးပြီးတော့သူများနိုင်ငံနိုင်ငံသားတွေရဲ့ပတ်စံတွေကိုခိုးယူတယ်လူယူတယ်ဓမြတိုက်ယူတယ်ကြားပြန့်လုပ်ငန်းကနေ ဖုံးတွေမျိုးစုံဆက်ပြီးလိမ့်ယူတယ်။အဲ့ဒီပတ်စံတွေကိုအရှိတောင်အာရှမှာရှိနေတဲ့တရုတ်နိုင်ငံဗန်နေရာနေတဆင်သူများနိုင်ငံဗန်နေရာဥပမာကျွန်တော်လိမ့်နေဆိုရင်ကျွန်တော်ဗန်ကနေထွက်ရမှာလေပတ်စံထွက်ပြီးတော့ဘယ်ဟိုသွားရမှာလဲကျွန်တော်ဗန်ကနေတရားဝင်လွှဲလို့ရတဲ့စင်ကူဗန်ထိုင်းဗန်တရုတ်ဗန်ကိုပြောင်းမှကျွန်တော်ဒီဒီကျွန်တော်နိုင်ငံမှာရှိတဲ့ UK နိုင်ငံကကျွန်တော်ဗန်ကလွှဲပေးမှလေအဲ့တော့အဲ့ဒီကြားပြတ်လုပ်ငန်းတွေပတ်စံတွေတကမ္ဘာလုံးကခိုးနေတယ်ဆိုတာ ဂျားတွေကနေပြီးတော့အဲ့ဒီဂျားပြည်လုပ်ငန်းရဲ့ပတ်စံတွေအကောက်တွေကိုလက်ခံပေးနိုင်တဲ့စင်ကူနိုင်ငံအကောက်တွေမလေးရှားအကောက်တွေထိုင်းအကောက်တွေတရုတ်အကောက်တွေရှိနေလို့ပဲဒါရိုးရိုးရှင်းရှင်းလေးပဲပြောချင်တာကဒီနိုင်ငံတွေကဆက်ဒီဆက်သွယ်ရေးဖြစ်တဲ့ဒီ financial နိုင်ငံတွေကဘဏ်ငွေကြေးစီစဉ်မှုကနေပြီးတော့အခွင့်အရေးတွေယူအဲ့နိုင်ငံတွေကနေပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဒီဂျားပြည်လုပ်ငန်းကကြီးပွားအဲ့ဒါကိုဘယ်သူလုပ်တာလဲတရုတ်နိုင်ငံဖန်တီးကြတာအဲ့တော့အဲ့လိုအနေထားကြီးကဘာကြီးကဖြစ်နေတာ တော့ကဘာကြီးကအဲ့လိုအနေထားဖြစ်နေတဲ့အနေထားကိုဒီနေ့ဒီ fishing right ကိစ္စတစ်ခုတည်းနဲ့ကျွန်တော်တို့ကအမျိုးသားရေးတိုက်ပြည်ရဲ့အချုပ်အခြာအာဏာ EU နိုင်ငံကိုဈေးရောက်ရင် EU နိုင်ငံကဒီ layer ထွက်ကုန်နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေပေါ့ဗျာအဲ့ဒါတွေကိုမလိုက်နိုင်နိုင်ဘူးဘာလို့ငါတို့က EU စကားနားထောင်ရမလဲ EU ကငါတို့ကိုလွှမ်းမိုးတယ်အဲ့တော့မရောဘူးထွက်တယ် လှုပ်လိုက်တော့ဘယ်သူဒုက္ခရောက်လဲ UK နိုင်ငံပဲဒုက္ခရောက်တာဟမ် EU ကိုပုံကန်ပြီးတော့ဟိုးအဝေးကြီးကအိန္ဒိယကိုသွားအားကိုးတယ်ဟောအိန္ဒိယတဆွေတစ်မျိုးလုံးရောက်လာတာအခုတဆွေတစ်မျိုးလုံးလာတာဖိလစ်ပင်းသားအားကိုးတယ်တဆွေတစ်မျိုးလုံးလာတာမြန်မာပြည်ကိုအားကိုးလဲမြန်မာပြည်လည်းတဆွေတစ်မျိုးလုံးခေါ်လာမှာပဲပြောချင်တာကသူတို့ဒီဘက်ကိုပုံကန်လိုက်တယ်သူတို့ပြည်သူကိုသူတို့အာဏာရဖို့မဲဆွယ်လိုက်တယ်ဒါနဲ့ကောင်းအောင်လည်းမလုပ်ပေးနိုင်ဘူး ဒါကြောင့်ကျွန်တော်အမြဲတမ်းမေးနေတဲ့မေးခွန်းတစ်ခုရှိတယ်။ energy အသုံးမကျဘူး။ဒါဆိုမင်းမလုပ်ပါလေ။အဲမေးတဲ့လူကိုကျွန်တော်ကမေးချင်တာ။အသင်မလုပ်ပါလေ။ Okay energy အသုံးမကျဘူးအသင်မလုပ်ပါလေပြော။အသင်မှာ energy ကိုအစားထိုးနိုင်တဲ့ plan ရှိလား။ energy နဲ့သာအောင်လုပ်ပေးနိုင်တဲ့ plan ရှိလား။ခိုးလူကခိုးနေတယ်ဒီလူကခိုးနေတယ် Okay အသင်မလုပ်ပါလေ။ ဲ့ဒီလူတွေ ਨੇ တာတဲ့ပတ်စံရှာပေးနိုင်တဲ့လူအသင်မှာရှိလားအသင်ကိုယ်တိုင်ရှာပေးနိုင်လားကိုလူကတိုက်တာပါဖြစ်တယ်ဒီလူကတိုက်တာပဲဒါဆိုအသင်ကိုယ်တိုင်ဝင်တိုက်နိုင်လားအဲ့ဒီအဲ့ဒီလက်နက်ကင်တွေမရှိပဲနဲ့အသင်ကအစားထိုးပေးနိုင်တဲ့ plan ရှိလားအဲ့တော့အဲ့ဒီအနေထားတွေအားလုံးကိုကြည့်ပြီးတော့ကိုယ်မှာဘာမှအစားထိုးတဲ့ plan မရှိပဲနဲ့ကိုတကယ်လုပ်ပေးမဲ့လူဘယ်သူမှလည်းမတိုက်ဘူးမင်းအောင်လိုက်ဘူးတိုက်ပေးမဲ့လူလည်းမကောင်းဘူးပြောနေပြီးတော့ အဲ့လူလဲကွာဖျက်ဆီးပြီးတော့ကိုလဲမတိုက်ပဲနဲ့အချိန်တိုင်းမင်းအောင်လိုက်မဲ့အာနာရအခုလဲဗရက်စစ်ကအဲ့လိုဖြစ်သွားတာသူတို့ကအမျိုးသားကြီးအကြောင်းတွေပြဗိုလ်ရယူစင်တို့ကလှုပ်ရှားသွားတယ်ဘုတော့ဒီလက်ရသမားတူတီလှုပ်ရှားသွားတယ်လှုပ်ရှားပြီးတော့တိုင်းပြည်ကိုသူတို့လက်ထဲကိုဆက်လင်းနေအပ်လိုက်တာတိုင်းပြည်တခါတည်းပြည်သူတွေဒုက္ခတွေအကြီးကျယ်တွေရောက်ကိုစင်းတို့တွေကြီးလာစာတွေမရအော်သူများကအခုပြန်ပြီး reset လုပ်တဲ့ခါကျတော့ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ် အစားထိုးနိုင်လားသူတို့လည်းအစားမထိုးနိုင်ဘူးသူတို့လက်ထက်မှာဘလို့မှအစားမထိုးနိုင်ဘူးဒီနေဆက်ကခိုးဝင်လာတဲ့လူလည်းသူတို့မတားနိုင်ဘူးပြန်ပို့ဖို့လောက်တာလည်းသူတို့အဆင်မပြေဘူးပြီးတော့လိုအပ်တဲ့အလုပ်သမားတွေကိုလည်းငကိုတော့ဥယောပကလာပြီးတော့သူနာပြူတွေလာနေတာဥယောပဆေးအောင်ဝင်လာနေတာသူတို့ဘရက်ဆေးရထွက်တော့ဘသူမှမလာဘူးအဲ့လူအဲ့လူတွေအားလုံးကိုဘယ်ရောက်သွားခေါ်လာလဲအိန္ဒိယကသွားခေါ်လာတယ်တဆွေတမျိုးလုံးပါလာတယ်ပြီးတော့ quality လည်းမပြေဘူးဥယောပဆေးအောင်ဝင်လောက်ကောင်းအောင်မလား ဥရောပသူနာပြုတ်လောက်ကောင်းမလားပြောချင်တာကဒါခွဲခြားဆက်ဆံပြောတာမဟုတ် quality ရပြောတာအဲ့တော့အဲ့ဒါမျိုးတွေကအခုလက်တွေ့ဒီမှာတွေ့နေရပြီအဲ့တော့အခုလက်ရှိတက်လာတဲ့အစိုးရလမ်းဖြတ်ပြီးတော့အခု visa တွေကိုပြန်ပိတ်ရပြီပြောချင်တာကကိုကမကောင်းဘူးလို့ပြောပြီးကိုကကောင်းတဲ့လမ်းကိုရွေးပြီးရင်အစားထိုးနိုင်တဲ့လမ်းကြောင်ကိုမှရှိဖို့လိုတယ် အစားထိုးဖို့လိုတယ်အဲ့တော့ energy မကောင်းဘူး okay ဘယ်သူနဲ့အစားထိုးမှာလဲကိုယ်မှာအစားထိုးတဲ့ပလန်ရှိလား PD ကမတိုက်ဘူးမင်းတိုက်မှာလားလက်တိုက်ဟိုလူပတ်စံခိုးတယ်အဲ့ဒါဆိုရင်ကိုကအစားထိုးပတ်စံရှာပေးမှာလားပြောချင်တာကသူများကိုမကောင်းပြောပြီးဆိုရင်အဲ့ဒီအတွက်ကိုယ်မှာအစားထိုးတဲ့ပလန်ရှိပါရှိလေဟိုကကိုကိုကြီးတို့ကသွားမယ်သူတို့ဘာလုပ်ပေးမှာလဲပြတ် မလို့လက်ထက်မှာဘာလို့ပြီးနိုင်လဲပြည်သူဘာလို့ပြီးနိုင်လဲဆရာနာရှင်ကိုမတို့တော်လှန်ဖို့အာဏာမရအောင်မတို့ဘာလို့ဘယ်လိုတားပြီးနိုင်လဲဟောဆရာနာရှင်လက်ထက်ကနေမြန်မာနိုင်ငံပြည်သူတွေလွတ်မြောက်ဖို့တဲ့မတို့အိပ်ပြည်တွင်းနိုင်ငံရေးသမားတွေဘာလို့ပြီးနိုင်လဲတို့ငြိမ်းချမ်းရေးလှုပ်တာနဲ့ဆရာနာရှင်လွတ်မြောက်မှာမဟုတ်ဘူးပြောချင်တာကဒီဆရာနာရှင်တွေအခုလိုခိုးနေတာတွေမတရားလုပ်နေတာကိုအရေးယူဖို့တဲ့မတို့မှာဘာပလန်ရှိလဲပြည်သူတွေအလောက်ကန်ရဖို့တဲ့ဘာပလန်ရှိတယ်ပြည်သူတွေကိုယ်စိမ်းနှုတ်ကြည့်ဖို့တဲ့ဘာပလန်ရှိတယ် ဲ့တော့တခုမှမချပြနိုင်ဘဲနဲ့ဆရာနာရှင်နဲ့တပောင်းမှုပြောနေတာဒိဗ္ဗံမှမရှိတာအဲ့ဒီသဘောတရားပဲအဲ့တော့အရာရာတိုင်းဒီအပေးယူအပြန်လန်အကုန်ရှိပြီးသားအစားထိုးတဲ့ပလန်ရှိဖို့လိုအပ်တယ်အစားထိုးတဲ့ပလန်မရှိဘဲနဲ့ဘဇက်ကနေကျွန်တော်ပြောသလိုပေါ့ post support တွေက1900လာကြနိုင်တယ် ဆော်ဒီအာရေဗျနိုင်ငံမှာ10နှစ်ကြာတယ် UAE နိုင်ငံမှာဆိုရင်အဲ့ဒီကြာတဲ့အဲ့ထောင်ကတဲ့အပူချိန်55ဒီဂရီနေရာဒီမှာရှိတဲ့အဲ့ဒီတဲကန်သရာကြီးထဲမှာစောက်ထားတာကဘာပေါ်မှာနယ်မဲဆိုးနဲ့ကြော်ကြတဲ့အချင်းတောင်တွေမှာထောင်ထဲထည့်ပလိုက်တာအဲ့တော့ကိုယ့်ရဲ့ယက်တီချက် ဘယ်မှာရှိလဲဒါကြောင့်ကျွန်တော်မနေ့ကရှင်းပြသလိုဒီမိစားတွေကိုမရှင်းဘဲနဲ့အရှိလေပိုင်းမပြေလဲဘူးဟိုလူကဘာဖြစ်တယ်ဒီလူကအသုံးမကျဘူးဒီလူကအသုံးမကျဘူးအဲ့ဒါထိုင်ပြောရင်လည်းအရှိလေပိုင်းကိစ္စမပြေလဲဘူးအဲ့တော့ပြေလေပဲနီလန်းကိုရန်လိုတဲ့နီလန်းနဲ့သွားလို့မရဘူးအီရန်ရှိနေလို့ဟာမတ်ဆိုကထောင်လာတာ ဲ့တော့အီရန်ကိုသူတို့ထိန်းချုပ်လိုက်နိုင်ရင်မြောက်ပေးမဲ့အီရန်မရှိတော့ရင်အရှိတ်လက်ပိုင်းမှာတော်တော်လေးနားအေးသွားမယ်တခါအီရန်ကိုထိန်းချုပ်ပြီးသွားရင်လေအမေရိကန်ကိုနှစ်ဖက်မျှဖို့အတွက်ကစားဖို့လိုတယ်အဲ့တော့အမေရိကန်နိုင်ငံမှာရှိနေတဲ့အဓိကလုံနိုင်ကန်နေတဲ့လူကိုကပ်ဖို့လိုတယ်အခုလက်ရှိအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစနစ်ကအလွန်အမတန်အားကျဖို့ကောင်းတဲ့စနစ် လွတ်တော်မလို့ဘူးအခုလက်ရှိအမေရိကန်နိုင်ငံဟာသဘာရရဲ့အမိန်နဲ့အင်ဗျူတော်အမိန်နဲ့အကုန်လွတ်လို့လို့ရတယ်လွတ်တော်ကိုဖျက်ဆီးရမလို့ဘူးအတိုက်ခံမရှိဘူးဓာတုနိုင်ငံရေးပဲဓာတုနိုင်ငံရဲ့အနေဒါပဲအဲ့ဒီချိန်မှာဆုံးဖြတ်နိုင်တဲ့သမရကိုစိတ်ပြောင်းအောင်လုပ်နိုင်တဲ့လူဟာကိုတဲ့အခွင့်ရရမှာပဲ အဲ့ဒီအခွင့်အရေးကိုအရှေ့လက်ပိုင်းနိုင်ငံများကအသုံးချသွားတာပဲ။ Saudi, UAE, Qatar, Israel, Iran, Gulf နိုင်ငံများပဲ။အမေရိကန်လွှတ်တော်ကိုဖျက်ဆီးရမလို့။အမေရိကန်လွှတ်တော်ကိုတက်သွားရင်ဤမျိုးစုံနဲ့ဇလန်းတွေကလာအောင်မှာ။ဟိုလူကတမျိုးဒီလူကအခုကပြတ်တယ်။တမရအမေတမရလက်မှတ်ထိုးရင်အကုန်ရတယ်။ ဒီအချိန်မှာနားလေတဲ့လူတွေကနားလေတဲ့လူတွေကလှုပ်ရှားတတ်တဲ့လူတွေကဒီအချိန်မှာအများကြီးအခွင့်အရေးလုပ်နိုင်ရနိုင်တယ်အဲ့တော့ဥရောပအနေနဲ့လေ UK ဟာတယောက်တည်းရက်တည်လို့မရဘူးအခုဒီအမေရိကန်နိုင်ငံရဲ့ ဇမရအပြောင်းလဲပေါ့သူတို့ပြောတဲ့ transitional ပေါ့နော်အပြောင်းလဲကာလမှာဥရောပဟာပူတင်ကိုတယောက်တည်းရင်ဆိုင်လို့မရဘူး UK ပူတင်ကိုတယောက်တည်းရင်ဆိုင်လို့မရဘူး